မြန်မာဆဲအုပ်စုရဲ့တရားမဝင်အုပ်ချုပ်မှုနဲ့အတူရောင်ရွေးကောက်ပွဲတွေကိုဥရောပပါလီမန်ကရှုံချကြောင်းဆုံးဖြတ်ချက်တရက်ကိုနိုဝင်ဘာလ28ရက်နေ့မှာအတည်ပြုချမှတ်လိုက်ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်အရစစ်ကောင်စီက2025နှစ်ကုန်ပိုင်းနဲ့လာမယ့်2026စောပိုင်းမှာကျင်းပဖို့စီစဉ်နေတဲ့ အတို့ရောင်ရွေးကောက်ပွဲတွေကိုလုံးဝလက်မခံဘဲပယ်ချလိုက်သလိုအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH တို့ကပြည်သူလူထုရဲ့တရားဝင်ကိုယ်စားလှယ်တွေအဖြစ်နဲ့ထပ်လောင်းအတည်ပြုလိုက်ပြီးကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့မှုတွေပြုလုပ်ကြဖို့လည်းတောင်းဆိုလိုက်ပါတယ်အာဆီယံနဲ့နိုင်ငံတကာအတိုင်းအဝန်းကိုလည်း NUG အစိုးရအပါအဝင်သက်ဆိုင်သူအားလုံးနဲ့ပူးပေါင်းပြီးအကြက်တဲကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့အတွက် စစ်မှန်ပြီးအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်ခွင့်ပေးဖို့တောင်းဆိုထားပါတယ်။ဥရောပပါလီမန်သတင်းထုတ်ပြန်ချက်မှာတော့ပြီးခဲ့တဲ့စစ်အာဏာသိမ်းမှုနဲ့စစ်အုပ်စုရဲ့အကြမ်းဖက်လုပ်ရက်တွေကိုပြင်းထန်စွာကန့်ကွက်ကြောင်းဖော်ပြထားသလိုအကြောက်တရားနဲ့ဖိနှိပ်မှုတွေရှိနေတဲ့လက်ရှိအခြေအနေအောက်မှာကျင်းပတဲ့ဘလို့ရွေးကောက်ပွဲမျိုးကိုမဆိုလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ဘူးလို့လည်းအလေးပေးဖော်ပြထားပါရှင်။ ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကြောင်ဖို့ကျေးရွာနယ်အမြောက်တပ်စခန်းဟောင်းအနီးကိုနိုဝင်ဘာလ28ရက်နေ့မနက်10:00နာရီခွဲလောက်ကပုံကျဲတိုက်ခတ်တာကြောင့်ကလေးတွေအပါအဝင်အရသား6ယောက်သေဆုံးပြီး9ယောက်ဒဏ်ရာရရှိရလို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်မရှင်တပ်ကတိုက်လေရင်နဲ့ကြောင်ဖို့ရွာကိုဘုံတလုံးကန်စောက်တောင်နာကိုဘုံတလုံးကျဲချတိုက်ခတ်ခဲ့တာကြောင့်ကြောင်ဖို့ရွာကအမျိုးသမီး6ယောက်သေဆုံးပြီး9ယောက်ဒဏ်ရာရတဲ့အပြင်လူနေအိမ်၄လုံးလည်းပျက်စီးခဲ့လို့ဆိုပါရစေ။ အမြောက်တပ်စခန်းဟောင်းနဲ့တောင်ကျောတစ်လျှောက်ကိုဘုံကျဲသွားတာကြောင့်တောင်ဖို့ကကနအူး6ရောက်တည်ဆုံးပြီး9ရောက်တန်းရရှိထားတယ်လို့ဒေသခံတယောက်က DVB ကိုပြောပါရယ်။ဒါ့အပြင်အသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့ကကြောက်တော်မြို့နယ်တရက်တပင်ရွာပညာပန်းကင်းနဲ့အမြင်သစ်ကိုပိုင်းအထက်တန်းကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသားကျောင်းသူအယောက်20တည်ဆုံးပြီး22ရောက်တန်းရရှိခဲ့ပါသေးတယ်။ စစ်ကောက်မရှင်ကကြောက်တော်မြောက်ဦးရသေးတောင်ကြောက်ဖြူနဲ့ကွားမြုံနယ်တွေကိုဇက်တိုက်ပုံကျဲတိုက်ခိုက်နေတာတွေကြောင့်ပြည်သူတွေစည်ရေးတရီနဲ့လေကြောင်းအန်ရီကိုသတိပြုကြဖို့အာရခတက်တော်ကသတိပေးထုတ်ပြန်ထားပါတယ်ရှင်နိုဝင်ဘာလ28ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့မြန်မာ Belarus စီးပွားရေးဖိုရမ်မှာနှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေကြားသဘောတူစာချုပ်16ဆောင်ချုပ်ဆိုနိုင်ခဲ့ပြီးအဲ့ဒီစာချုပ်တွေရဲ့တန်ဖိုးက American Dollar 6သန်းတန်ကျစ်ရှိရလို့ Belarus နိုင်ငံရဲ့ကုန်သင်များနဲ့စမှုလမှုလုပ်ငန်းရှင်များအသင်းချုပ် BELCCI ကထုတ်ပြန်ပါတယ်။အဲ့ဒီသဘောတူစာချုပ်တွေအရမြန်မာနိုင်ငံကို Belarus နိုင်ငံထုတ်ထွန်ဆက်ကုန်ကားတွေလူနာတင်ရင်တွေအပြင် စေဝါထောက်ပံ့တာတွေပါဝင်ပါတယ်။ ဒါအပြင်ထွန်ဆက်တက်ဆင်တဲ့စက်ယုံတွေလည်းတိဆောက်ဖို့စတဲ့အချက်တွေပါဝင်ပါတယ်။အဲ့ဒီစာချုပ်တွေကိုနှစ်နိုင်ငံဘဏ်လုပ်ငန်းရှင်တွေစက်မှုလုပ်ငန်းရှင်တွေနဲ့ကုန်သည်တွေကလက်မှတ်ရေးထိုးခဲ့ကြတာပါ။ဒါအပြင်ဘယ်လာရုစ်တမရအလက်ဇန္ဒားလူကာရှန်ကိုဟာနိုဝင်ဘာလ25ရက်နေ့မှာမြန်မာနဲ့ဘီလာရုစ်နိုင်ငံအစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့သဘောတူထားတဲ့စာချုပ်မူကြမ်း3ခုကိုလက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။အဲ့ဒီ3ခုကတော့ ဗီဇာကင်းလခွင့်ဆိုင်ရာ အကောက်ခွန်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးနဲ့နှစ်နိုင်ငံကြားအခွန်နှစ်ထပ်ကြားသင့်မှုတွေကနေရှောင်ရှားရေးသဘောတူစာချုပ်မူကြမ်းနေဖြစ်တယ်လို့သိရပါတယ်ရှင်။ဆွေဒင်နိုင်ငံကအမျိုးသားပင်စင်ရန်ပုံငွေအဖွဲ့တွေဖြစ်တဲ့ AP1, AP2, AP3, AP4 နဲ့ AP7 တို့ကစစ်တပ်နဲ့ဆက်နွယ်နေတဲ့ကုမ္ပဏီ12ခုမှာအမေရိကန်ဒေါ်လာ484သန်းကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့ Swedish Burma Committee Justice for Myanmar နဲ့ Fair Finance Guide တို့ရဲ့ဆန်းစစ်လေ့လာချက်အစီရင်ခံစာတွေကပေါ်ထုတ်နိုင်ခဲ့တဲ့အကြောင်းကို Justice for Myanmar က November လ28ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အစီအင်ခန်းစာမှာတော့ဆွေရင်ပင်စင်ရမုံငွေအဖွဲ့ရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီတွေကမြန်မာစစ်တပ်ကိုပံ့ပိုးကူညီနေတဲ့ကဏ္ဍ၃ခုအကြောင်းကိုအလေးပေးဖော်ပြထားပြီးအဲ့ဒီအဓိကကဏ္ဍ၃ခုကတော့စစ်လက်နက် စောင့်ကြည့်ထောက်လန်းရေးနဲ့ရေနံတဲ့သဘာဝဓာတ်ငွေ့ဝင်ငွေ့တွေဖြစ်တယ်လို့သိရပါဗါ။အဲဒီကဏ္ဍတွေမှာစစ်တပ်နဲ့ပူးပေါင်းလုပ်ကိုင်နေတဲ့အိန္ဒိယ၊ထိုင်း၊ဂျပန်ကုမ္ပဏီတွေမှာ Sweden Seven ရန်ပုံငွေအခွက်ကယင်းနှိမ့်ညှုံနှံထားတာပါ။ ဲ့ဒီအတွက်ကြောင့်အဆိုပါကုမ္ပဏီတွေကစစ်တပ်ရဲ့အပြစ်ပေးအရေးယူခံရခြင်းကင်းစွာကျူးလွန်နေတဲ့နိုင်ငံတကာရာဇဝတ်မှုတွေကိုအားပေးကူညီနေတဲ့အကန့်ကဏ္ဍတွေမှာပါဝင်နေတာဖြစ်တဲ့အတွက်ဆွေရင်ပင်စင်ရမုံငွေအဖွဲ့တွေကိုအဆိုပါကုမ္ပဏီတွေမှာယင်းနှိမ့်မြုပ်နှံမှုတွေရုပ်သိမ်းဖို့ Justice for Myanmar ကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်ရှင်။ စကိုင်းတိုင်းဒဇယ်မြို့နယ်အရှိမြောက်ချမ်းအားမူတိန်ရွာကပြူစောတိစခန်းကိုနိုဝင်ဘာလ28ရက်နေ့ဒီကနေ့မနက်ကပြည်သူ့ကာကွယ်ရေးတပ်တွေကပြီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေသိရပါဗျ။မနေ့ကည7:00နာရီခွဲကနေစပြီးအဲ့ဒီရွာကိုချင်းကပ်ခဲ့ပြီးစခန်းကိုတော့ဒီမနက်7:00နာရီမှာအပြည့်အဝသိမ်းနိုင်တယ်လို့ဒဇယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တယောက်ကပြောပါဗျ။တိုက်ပွဲကနေရရှိလာတဲ့လက်နက်တွေနဲ့နှစ်ဖက်ထိခိုက်သေးဆုံးစီးရင်ကိုတော့အတည်ပြုလို့မရသေးဘူးလို့သိရပါဗျ။ စကန်းသိန်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့မူတိန်ပြူရွာဟာစစ်တပ်ထောက်ခံတဲ့ကျေးရွာဖြစ်ပြီးစစ်တပ်ကလက်နက်တပ်ဆင်ပေးထားတာဖြစ်ပါတယ်။တိုက်ပွဲဖြစ်နေတဲ့လေရင်နဲ့စစ်တပ်ဘက်ကနေပစ်ကူပေးတာကြီးလည်းလှုံ့ဆော်ခဲ့တယ်လို့မူတိန်ရွာအနီးနားကဒေသခံတယောက်ကပြောပါတယ်။အဲ့ဒီစကန်းသိန်းတိုက်ပွဲကိုဒဇယ်မြို့နယ်ပေါ်ဦးစစ်ကြောင်းကဝင်ရောက်တိုက်ခိုက်ခဲ့တာပါအဲ့ဒီစစ်ကြောင်းမှာဒဇယ်ပကဖာရွှေဘိုခရိုင်တရင်၄တရင်၆တရင်၇တရင်၁၀တရင်၂၅တို့ပါဝင်တယ်လို့သိရပါတယ်ရှင် ချင်းပြည်နယ်တီးတိမ်မြို့အဝင်မှာတက်ဆဲထားတဲ့စစ်ကော်မရှင်တပ်ကိုနိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းဟာတိုက်ခိုက်ခဲ့ပြီးလက်နက်ခဲရဲနေတင်းဆဲရမည်လို့ချင်းညီနောင်တပ်စီကနေသိရပါဗျ။တီးတိမ်မြို့အဝင်မုတ်ဦးနားမှာခလာရ269တပ်ရင်းကအင်အား60လောက်တက်ဆွဲပြီးမြို့ဝင်မြို့ထွက်တွေကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာကြောင့်ချင်းညီနောင်တပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့လို့ဆိုပါတယ်။တိုက်ပွဲအတွင်းမှာတော့စစ်ကော်မရှင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားတာကြောင့် လက်နက်ခဲယံတချို့သိမ်းဆဲရမိခဲ့တဲ့အပြင်စစ်တုံးမှန်တချို့ကိုလည်းဖမ်းဆီးရမိတယ်လို့သိရပါဗျ။ဒါအပြင်စစ်တပ်ဘက်ကအကြဆုံးနာတွေရှိပြီးအရေးအတွက်အတိအကျကိုတော့ပြောလို့မရသေးဘူးလို့ PDF ဇိုလန်တာဝန်ရှိသူတယောက်ကပြောပါဗျ။ဖမ်းဆီးရမိတဲ့စစ်တုံးမှန်တွေကိုတပ်ဆိုင်ရာကိုလွှဲပြောင်းပြီးစစ်ဆေးမင်းမြတ်အရေးယူဆောင်ရွက်တာတွေဆက်လက်လှုပ်ဆောင်မှုရှိရလို့သိရပါဗျ။အဲ့ဒီတက်ဆွဲထားတဲ့နေရာကိုဝင်ရောက်သိမ်းပိုက်ချိန်စစ်တပ်ဘက်ကတီးတိမ်မျိုးတွေမှာလမ်းပိတ်ဆိုတာတွေလှုပ်ဆောင်ခဲ့ပါတယ် ချင်းရင်တောင်တပ်ဖွဲ့ကမတူပြီးမင်းတပ်ကံပတ်လက်နဲ့ဖလန်းမျိုးတွေကိုတင်ပိုက်ထားပြီးအာရခတပ်တော် A ကပလဝမျိုးကိုတင်ပိုက်ထားတဲ့အပြင်ချင်းပြည်ကောင်စီတပ်တွေကတွန်းဆန်မျိုးကိုလည်းတင်ပိုက်ထားပါတယ်စစ်ကောင်မရှင်ကဟာခါထန်တလန်နဲ့တီးတိမ်မျိုးပေါ်လောက်ပဲတက်ဆွဲထိမ့်ချုပ်ထားတယ်လို့သိရပါပါရှင် 2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကရင်ပြည်နယ်နဲ့ထိုင်းနယ်စပ်မှာကြားဖြန့်ခေါ်အွန်လိုင်းငွေလိမ်ကိုင်းတွေအခြေဆိုင်တဲ့နေရာတွေပို့ပြီးတော့များလာတယ်လို့စစ်တပ်ရဲ့ပြောရေးစုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်။အဲ့ဒီလိုပို့များလာတဲ့အကြောင်းကိုဒီကနေ့ထုတ်စစ်တပ်လောက်ခံသတင်းစာတွေမှာဂျုံရုတပ်ပုံနဲ့ဖော်ပြထားပါရယ်။ဒါ့အပြင်အဲ့ဒီအဆောက်အဦတွေတိုးချဲ့လှုပ်ဆောင်နေကြတဲ့ကသူတို့သိရှိခဲ့ကြောင်းလည်းသတင်းစာတွေမှာဗိုလ်ချုပ်စော်မင်းထွန်းကပြောထားပါရယ်။ 2021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းနိုင်ငံရေးဖြစ်စဉ်တွေကြောင့်နိုင်ငံတော်ရဲ့လုံခြုံရေးအခြေအနေတွေအပေါ်အခွင့်အကောင်းယူပြီးဒီဒေတာတွေမှာတရားမဝင်အဆောက်အုံတွေကိုတိုးချက်ဆောက်လုပ်နေကြောင်းသိရှိခဲ့ပါတယ်လို့သူကဝန်ခံထားတာပါ။ဒါပေမဲ့အဲ့ဒီအဆောက်အဦတွေများလာတာကကရင်အမျိုးသားအစည်းယုံ KNU မှာတာဝန်ရှိပြီးစစ်တပ်အနေနဲ့ငွေလင်ကိုင်းနေနှိမ်နှင်းဖို့ပဲလုပ်နေတယ်လို့ဗိုလ်ချုပ်ဆောင်မင်းထွန်းကပြောပါရယ်။ ဒါပေမဲ့နိုင်ငံတကာကတော့ကြားဖြန့်လုပ်ငန်းတွေကနေစစ်တပ်လက်အောက်ခံကရင်နယ်ကြားဆောင်တက်တဲ့စစ်တပ်နဲ့အပြစ်ရထားတဲ့ DKBA တို့ကအကျိုးမြတ်ရယူနေတယ်ဆိုပြီးအရေးယူပိတ်ဆို့တာတွေလှုပ်ထားသလိုစစ်တပ်ကလည်းကြားဖြန့်လုပ်ငန်းကနေအကျိုးမြတ်တွေရနေတယ်လို့ဆွေးနွေးပြောဆိုထုတ်ပြန်ထားတာတွေရှိပါတယ်ရှင်။